အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့မလုဆားဖြစ်တာကြာပြီဖြစ်တဲ့ရန်ကုန်မုံဟင်ကလေးလုဆားဖြစ်လို့လုံနီးလေးကိုလာမျှဝေပေးတာဖြစ်ပါတယ် အရင်ဆုံးငခုနှစ်ကောက်ကိုတိတ်ချလေးရေစေးတက်ဆင်ပြီးတော့ပြုတ်ထားပေးလိုက်ပါတယ်။ငါးပြုတ်တဲ့အထဲကို စပယ်လင်းစာနှစ်နှွေးနဲ့အရသာမို့အနှဲငယ်ကိုထည့်ပြီးတော့နူးသွားတဲ့အထိအဖိုးလေးအုပ်ပြီးပြုတ်သွားပေးလိုက်ပါမယ်ရှင်။ပုံမှန်ဆိုရင်တော့ဒီငါးပြုတ်ထဲကိုငရုတ်ပွားတောင်းတဲ့ထညက်တို့ကိုထည့်ချဲကြပါတယ်။ကျမကတော့ငါရဲ့အချို့အရသာတိုင်လူချင်းတဲ့အတွက်ထညက်ကိုမထက်ထားပါဘူးရှင်။ ဒီနေရာမှာငက်ခုမဟုတ်ပဲနဲ့ငချင်းငရွှေအပြင်ကိုကြိုက်နေတတ်တယ်လို့တိုးလို့ရပါတယ်နော်မနေ့30လောက်တက်သွားပေးပြီးရင်တော့အိုးထဲကငါးတွေကို ခွက်တစ်ခုထဲခတ်ထည့်ပြီးအေးခံထားပေးလိုက်ပါမယ်ငါးပြုတ်ရီကိုတော့မွင်းကားချက်တဲ့အချိန်ပြန်သုံးပါပါရှင်ငါးပြုတ်ကိုအေးခံထားလို့အချိန်လေးမှာမွင်းကားတဲ့ထက်မဲ့ပအဝင်ပစ္စည်းလေးတွေကိုအစစ်သိပ်လာပြင်ထားပေးလိုက်ပါမယ် ဒါကတော့စီတက်လို့ဖွယ်အတွက်ဂျင်းစပယ်လင်းချက်ပေါ်နီးနဲ့ချက်ပေါ်ဖြူကိုအဆက်သက်လှီထားတာလေးပါ။ဒါလေးကတော့ချက်ပေါ်နီးတွေကိုအတုံးကြီးကြီးလှီထားတာပါ။ကျွန်မကလည်းမွင်းကားဟင်းရီထဲမှာပါတဲ့ချက်ပေါ်နီးကိုတအားကြိုက်တဲ့အတွဲများများလေးလှီထားပေးလိုက်ပါတယ်ရှင်။ပြီးတော့မွင်းကားချက်တဲ့အခါမပါမဖြစ်ဆန်လော်မှုလေးကိုလည်းရေစိမ့်ထားပေးရပါမယ်နော်။ကျွန်မကကြတော့ဈေးကနေအသိဝင်ထားတဲ့ဆန်လော်မှုကိုပဲတုံးထားပါဗျ။ တကယ်လို့ဆန်လုံမှုဝယ်ဖို့အခက်ခဲရှိတဲ့သူတွေကဆန်ကိုလှော်ပြီးကြိတ်ထက်လို့လည်းရပါတယ်နော်အနှင်းလုံးမဲ့ပောင်းဝင်ပစ္စည်းတွေအားလုံးအစစ်အစ်ဖြစ်သွားပြီဆိုရင်တော့ခုနကလှိထားတဲ့ဂျင်းစပယ်လင်စက်တော်နီနဲ့စက်တော်ဖြူကိုလာကြိတ်ထားပေးလိုက်ပါမယ်မကြိတ်ဘဲနဲ့ထောင်းမဲ့ဆိုလည်းရပါတယ်နော် တချို့ကထောက်ပြီးထဲမှာပုံမွေးတယ်ဆိုတဲ့သူတွေလည်းရှိပါတယ်အကြိုက်ကတော့တစ်မျိုးစီပေါ့နော် တော့ဒီကြိတ်ဆက်ထဲမှာပဲတညလိုရေးစေပြီးတော့တိတ်ချလေးပြုတ်ထားတဲ့ကလဲပဲလေးတွေကိုလာကြိတ်ပေးလိုက်ပါမယ်နော်။ ထားတာလေးတွေအစစ်သစ်ဖြစ်ပြီးဆိုရင်တော့ပြုတ်ပြီးအေးခံထားတဲ့ငခုတွေကိုအယိုးနှွင်ထားပေးလိုက်ပါမယ်။ကျမကတော့ခက်တီတီပဲနှွာထားပေးလိုက်ပါတယ်။ငါအတော့နှွာပြီးကြံတဲ့အယိုးတွေကိုတော့ထောင်းပြီးတော့ရေနဲ့ပြန်ရောစကားလေးနဲ့ပြန်စစ်ပြီးတော့ဟင်းဤအိုထဲပြန်ထက်သုံးပါပါရှင်။ငါခုကိုတုံးပြီးတော့အဟင်းကားချက်တဲ့သူတွေကလေသူ့ကိုမပြုတ်ခင်ကတည်းကအကြည့်အချွဲတွေပြောင်းအောင်နဲ့အနက်မရှိအောင်တိတ်ချလေးရေစိတ်သက်ဆင်ထားဖို့လိုပါမယ်နော် အကြည့်အချွဲတွေပျောက်ဖို့အတွက်ကဆားနဲ့မကြည့်သီးမယ်ဒါမှမဟုတ်ပြောင်မုတ်ကိုတုံးပြီးတော့အတေကြီးရေဆေးသက်ဆင်ပေးမှသာပျောက်တာပါနော်မဟုတ်ရင်အကြည့်အချွဲတွေမပြောင်ပန်နဲ့မွင်းကားရဲ့အနက်ရပါကိုထိခိုက်စေနိုင်ပါတယ်နော် ငေါအသောနှော်တာလေးလည်းအဆင်သင့်ဖြစ်ပြီဆိုရင်တော့ရန်ကုန်မွင်ခါစချက်ပါမယ်ရှင်။အရင်ဆုံးဆီကိုအပူပေးပြီးတော့နှစ်နှွေးနဲ့ကြက်တော်နီကြက်တော်ဖြူချင်းနဲ့စပန်လင်ကြိတ်ထားတာလေးကိုထည့်ပြီးအနက်လေးတွေမှွေးလာတဲ့အထိ15မိနစ်လောက်စီတက်ပေးလိုက်ပါမယ်။ပြီးရင်တော့အစိမ်းမိုးကိုထက်ပြီးတော့ထက်မှွေသွားပေးလိုက်ပါမယ်။ အစိမ်းနဲ့လေးတွေပျောက်သွားပြီဆိုရင်တော့နှွာထားတဲ့ငါးလေးတွေကိုထည့်ပြီးတော့၆၆လေးနဲ့ကြော့သွားတဲ့အထိစီသက်ပေးလိုက်ပါမယ်ရှင်။ရန်ကုန်မွင်းကချက်တဲ့အချိန်ငါးစီသက်ကအရန်ရည်ကြည်ပါတယ်။ငါးစီသက်လေးကမွေးနေမှာရန်ကုန်မွင်းခါရဲ့အနံ့ရောအရသာပါကောင်းပါပါနော်။တကယ်လို့ငါးစီသက်ရင်နဲ့များနေတယ်လို့ခန့်စားရရင် ခွဲလေးတစ်လုံးထဲကိုထည့်ပြီးတော့ရေခဲတစ်ထားတဲ့ထပ်သေးထားလို့ရပါတယ်။ နောက်နေ့ဟင်းချက်တဲ့အချိန်မှာငါးစီတက်လေးတွေကိုပြန်သုံးလို့ရပါတယ်နော် ငါးစီတက်လေးကအခုလိုစီပြန်ပြီးတော့66လေးဖြစ်လာပြီဆိုရင်တော့ငါးပြုတ်ရင်တဲ့ရေကိုလည်းကိုစိတ်ကြိုက်ထပ်ပေးလိုက်ပါမယ်။ ဟင်းရီအိုဆူလာပြီဆိုရင်ကလဲပဲတိတ်ထားတာလေးထပ်ပေးလိုက်ပါမယ်။ ောက်တစ်ကြိမ်ထပ်ဆိုလိုက်ရင်တော့ရေစိမ်းထားတဲ့ဆန်လုံမှုကိုထည့်ပြီးတော့မှွေသွားပေးလိုက်ပါမယ်ရှင်။ဆန်လုံမှုထက်ပြီးဟင်းရီထက်ဆူလာရင်တော့မပြောဦးရဲ့တက်တော်နေနဲ့ကြက်ဥပြုတ်သုံးလုံးကိုပါထက်ပေးလိုက်ပါတယ် ချက်ဥပြုတ်တို့လို့မှာတလို့ကိုတော့စိတ်ထားပေးပါတယ်နော်ပြီးရင်တော့အရတာအတွက်စာအရတာမုံနဲ့ငံပြာရီကိုကိုစိတ်ကြိုက်မြီးစမ်းထက်ပြီးတော့ငပြောဥလေတွေနူးလာတဲ့အထိတက်သွားပေးလိုက်ပါတယ်ရှင် ဒီအနေထားလေးဆိုရင်တော့မဝင်ကားလေးရပါပြီမဝင်ကားဆိုရင်တချို့ကအရင်ကြဲကြဲလေးကြိုက်တယ်တချို့ကကြတော့အရင်ခက်ပြစ်ပြစ်လေးကြိုက်ကြရတယ်ပေါ့နော်ကိုစိတ်ကြိုက်ပုံစံလေးချက်ပြီးတော့စားလို့ရပါတယ်ရှင်ကျွန်မကတော့ခက်ပြစ်ပြစ်လေးစားချင်လို့ဒီအနေထားလေးရောက်တဲ့အချိန်မှာပဲမိပေးလိုက်ပါတယ်ပြင်းရတော့မုတ်ဖန်တဲ့ပက်သည်နန်းနန်းပင်ပဲကြော်လေးတွေကိုကိုစိတ်ကြိုက်ထက်ပြီးတော့စားလို့ရပါပြီရှင်။ မိုးရင်းကားဆိုရင်ပိုဆိတ်ပိုချိုပြီးအရသာရှိတဲ့အိတ်ချက်မိုးရင်းကားကောက်ကောက်လေးကြိုက်တဲ့သူတွေအတွက်ဒီလိုမျိုးလေးချက်စားကြည့်ပါနော်။ကျမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်။